မင်္ဂလာပါဒီဗီဒီယိုကတော့တဲကြေကြောက်ဖြစ်တဲ့လူတွေအတွက်အဓိကယူရပါတယ်တဲကြေကြောက်တွေကဘယ်လိုအဆဖြစ်လာသလဲကျွန်တော်တို့ဘယ်လိုကုလို့ရလဲဆိုတဲ့အကြောင်းအရာလေးတွေကိုဒီမှာဆွေးနွေးပြမှာဖြစ်ပါတယ်ခန္ဓာကိုယ်ရဲ့ညာဘက်နံယောအောက်ဒီလိုနေရာမျိုးမှာအသေးဆိုတာရှိပါတယ်အဲ့ဒီအသေးကနေကျွန်တော်စားလိုက်တဲ့အစာတွေကိုခြေဖြတ်ပြီးစိုက်ဖို့အတွက်အစာခြေထုတ်ပေးတယ်တော်တော်များများကျွန်တော်ဘိုင်းလို့သိကြတယ်ပေါ့နော်ဒီအစာခြေတွေကအမြဲတမ်းထွက်နေတာတော့မဟုတ်ဘူး စာစားလိုက်တဲ့အခါမှာ ready ထွက်လာအောင်ဆိုပြီးကျွန်တော်ပုံမှန်ပြလိုက်တဲ့အတိုင်းပဲအသေးရထုတ်ပြီးတဲကြီးအိတ်ဆိုတဲ့ gall bladder ပေါ့နော်တဲကြီးအသေးရဲ့ဘေးမှာကက်ရက်ရှိတယ်။အဲ့ဒီတဲကြီးအိတ်တွေမှာသွားပြီးတော့အစာချေတွေကိုသူကတင်းနိုင်တင်းနိုင်ပြီးတော့ကျွန်တော်အစာစားလိုက်တဲ့အခါမှာတဲကြီးအိတ်တွေကတင်းနာတဲ့အစာချေလေးတွေအထွက်ပြီးတော့ကျွန်တော်ဥရဲကိုရောက်ရင်သူကအစာချေပြဖို့စုပ်ယူဖို့လုပ်ဖို့သူကအဓိကလုပ်ပြရဲပေါ့နော်။အဓိကပြဿနာကဒီတဲကြီးအိတ်တွေမှာတင်းနာတဲ့အစာချေရေပေါ့တဲကြီးရေလို့ခေါ်ပါပေါ့နော်။ ကျွန်တော်ဘိုင်းနေပေါ့ဒီဘိုင်းနေကသူ့မှာကိုလက်စထရောပေါဝင်မှုနှုန်းများတယ်သွေးတွင်းအဆီဓာတ်တွေအများများနေတယ်ဆိုရင်ဒီကိုလက်စထရောတွေကတဖြည်းဖြည်းအနေထိုင်သွားပြီးတော့ကိုလက်စထရော ဆုံးဆိုပြီးတော့ကျွန်တော်တဲကြီးကြောက်ဆိုတာ ဖြစ်တယ်အတချို့ကျတော့ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်မှာသွေးထဲမှာတွေးနေဥတွေးဖြူဥတွေးဥမွာဆိုပြီး၃မျိုးရှိတယ်ပေါ့နော်။အဲတွေးနေဥလေးတွေရဲ့တဘောကအမြဲတမ်းသူက၃နာရီတခါပြက်စီပြီးအစ်စ်ပြန်ဖြစ်ရတယ်။ဒီတွေးနေဥလေးတွေပြက်စီတဲ့အခါမှာ bilirubin ဆိုတဲ့ဓာတ်တမျိုးထွက်လာ ဒီ Billy Rubin ကိုပုံမှန်အဖြစ်ကျွန်တော်တို့ရဲ့အသေးအနဲ့အပြင်ကိုစွန့်ထုတ်ပေးရတာအဲ့ဒီအလုပ်ကိုလုပ်တယ်။ဟောအဲ့ဒီ Billy Rubin လေးတွေကလည်းကျွန်တော်တဲကြီးရေထဲမှာတဖြည်းဖြည်းစုပြုံလာပြီးများလာပြီးအနေထိုင်လာရင် Pigment Stone ဆိုပြီးတော့ကြောက်တယ်မျိုးထပ်ဖြစ်တယ်။ဟောဆိုလိုတဲ့အဲ့ဒီကတဲကြီးအိတ်တွေမှာဖြစ်နိုင်တဲ့ကြောက်ကနှမျိုးရှိပါတယ်။ Cholesterol Stone နဲ့ Pigment Stone ပါ။အဲ့တော့ကျွန်တော်ပုံလေးတွေပြလာတယ်ပေါ့နော်။အဲ့ဒီနှစ်မျိုးထဲမှာမှအဖြစ်များတာကိုလက်စထရောဆုံးကအဖြစ်များတယ်အထူးသဖြင့်တော့အမျိုးသမီးတွေကပိုဖြစ်တယ် အသက်40ကျော်ခက်ဝဝဘောနော်ကျွန်တော်အစီအစိမ့်တွေအရန်စားတဲ့အမျိုးသမီးတွေ fiber ဆိုတဲ့အမြင်သက်တွေစားတာနဲ့တဲ့အမျိုးသမီးတွေဒါမှမဟုတ်လေကျွန်တော်တို့အမ်တရေသားဆေးတွေဘောနော်ဟော်မိုနဲ့ contraceptive ပေးလို့ခေါ်တရေသားဆေးတွေသုံးတဲ့အမျိုးသမီးတွေဘောနော်နောက်သွေးနဲ့ပတ်သက်တဲ့ယောဂရှိတဲ့အမျိုးသမီးတွေတချို့ကြောင့်လည်းမျိုးရိုးလိုက်တတ်တယ်ဘောနော် genetic နဲ့ဆိုင်တဲ့အမျိုးသမီးတွေမှာဆိုရင်ဒီလိုမျိုးတဲကြီးမှာကြောက်တဲ့တာမျိုးတွေဖြစ်တတ်တယ်အော်တဲကြီးကြောက်ရတဲ့ဘောက တော်တော်များများလက္ခဏာပြလိမရှိပါဘူးเนาะကျွန်တော်တို့ခန္ဓာကိုယ်မှာတိတ်တိတ်လေးကိုယ့်ရဲ့တိတ်ကျိတ်အိတ်တွေမှာရှိနေတတ်တယ်ဟိုကမသိဘဲနဲ့ကြောက်တထေဖြစ်နေတာပေါ့နော်ဒါပေမဲ့ဒီကြောက်လေးကကြီးလာတာပဲဖြစ်ဖြစ်တဲကျိတ်ပြုံမှာလပိတ်တာပဲဖြစ်ဖြစ်လက္ခဏာအကြီးကျယ်ပြတတ်တယ်အရန်နာတယ်ပေါ့နော်ကျွန်တော်ဒီဒီလိုနေရာမျိုးခန္ဓာကိုယ်ရဲ့ညာဘက်နိုင်ရုံအောက်ဒီလိုနေရာမျိုးဒီအလဲတက်တဲ့ပေါ့နော်သိရင်ဒီနားလောက်ကြောက်နော်တို့ဒီကောင်ရဲ့အောက်လာလောက်မှာအရန်နာတာမျိုးကြုံရတတ်တယ် တချို့ကပခုံးပါနာတယ်တချို့ကကြောပါနာတယ်သူတို့နာကျင်မှုမျိုးနဲ့လာတာမျိုးလည်းရှိတယ်တကယ်လို့ဒီတဲကြီးပြွန်มาသွားပြီးကြောက်လေတပိတ်တယ်ဆိုရင်ခန္ဓာကိုယ်ကိုယ်လုံးဝါထင်တောက်လာတာမျိုးဖျားလာတာမျိုးဖျားရည်တက်လာတာမျိုးပေါ့နော်ဒါမျိုးလေးတွေကြုံရတတ်တယ်အဲ့တော့တဲကြီးကြောက်ရဲ့တဘောကတော့ကျွန်တော်တို့သေးတယ်ဆိုရင်တော့လက္ခဏာမပြောင်းဘူးဆိုတော့ကြောက်ကြည်သေးလေးတွေပြီးတယ်ပေါ့နော်ဒီတဲကြီးတွေစီးစင်းမှုကောင်းနေတဲ့ဈေးလေးတွေပေါ့နော်အဲကျွန်တော်တို့ roa call လို့ဈေးမျိုးလေးတွေပေးလို့ရှိတယ် ဒါပေမဲ့အဲ့ဒါနှစ်နဲ့ချီပြီးစောက်ရတယ်ချက်ချင်းမချေပါဘူးเนาะကျွန်တော်အချိန်ပေးရတကယ်လို့ဒါနာနေတယ်အဲ့လိုသွားပိတ်နေတယ်အမတရားနာနေတယ်ဆိုရင်တော့အဓိကခွဲထုတ်မှရပါတယ်เนาะကျွန်တော်တို့ laparoscopic surgery ပေါ့လေကျွန်တော်ဘယ်လိုဖောက်ဖောက်ပြီးတော့ထုတ်တာမျိုးတွေရှိတယ်သူတို့ခွဲစိတ်တဲ့နည်းလေးတွေရှိတာအဲ့တော့ဒါဆိုရင်တဲကြီးကြောက်ပါဘာကြောက်ဖြစ်တယ်လဲကျွန်တော်တို့ဘယ်လိုလက္ခဏာတွေခံစားရတယ်လဲဘယ်လိုကုသလို့ရလဲဆိုတဲ့အကြောင်းအရာလေးကိုအကြမ်းမြင့်တော့နားလည်နေမယ်လို့ပြောလင်ပါတယ်ကျေးဇူးတင်ပါတယ်